များတွေက fasting fasting ဆိုပြီးတော့ fasting လုပ်ရင်ဝေးကြတယ် fasting လုပ်ရင်အဆီကျတယ်ဆိုပြီးတော့ fasting လိုက်လို့ဖို့စဉ်းစားနေလားဒါဆိုရင်တော့ဒီဗီဒီယိုမှာအဆီကျဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ fasting လုပ်တော့မယ်ဆိုမဖြစ်မနေသိဖို့တည်ထားရမယ်အချက်၅ချက်ကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်အောက်မေ့မင်္ဂလာပါ fit for life build a sign page ရဲ့ founder ကိုနေဖြစ်ပါတယ်မိတ်ဆွေတို့ body transformation လုပ်တဲ့အခါမှာအခက်အခဲမရှိအောင်လေ့ကျင့်ခန်းနဲ့ပတ်သက်လို့ anatomy ကဘယ်လိုရှိတယ်။ဘယ်လေ့ကျင့်ခန်းကိုဘယ်လိုရွေးချယ်သင့်လဲဆိုတဲ့ knowledge sharing video တွေ diet လုပ်တဲ့အခါမှာအစာအာဟာရအုပ်စုတွေကဘယ်လိုရှိလဲအစာအသောက်ကိုဘယ်လိုလျှော့စားသင့်လဲတိုးစားသင့်လဲမိမိရဲ့ body goal နဲ့အလိုက် ဘယ်လိုမျိုးအစားတောက်တွေကိုရွေးချယ်တင်လဲဆိုတဲ့အကြောင်းအရာတွေကိုယခုလိုမျိုးပိုက်ပုံနဲ့သိပ်ပံနီးကျအသေးစိတ်လူတိုင်းနားလည်အောင်ရှင်းပြတဲ့ content တွေကိုဖန်တီးပေးနေတဲ့သူဖြစ်ပါတယ်။အပြင်ကျွန်တော်တို့လောကရဲ့စီနီယာတွေနဲ့တော့လည်းပေါ့နေပေမတူတဲ့တခြားသော fitness trainer ပညာရှင်များနဲ့တော့လကောက်အခုလိုမျိုး focus အစီအစဉ်တွေအပြင်မှာ knowledge sharing အစီအစဉ်တွေကိုများစွာဆောင်ရွက်ခဲ့ပါသေးတယ်။တိတ်ပံနီးကျတိကျခိုင်မာတဲ့အချက်လက်တွေနဲ့ဒီလိုမျိုး client ပေါင်းများစွာကိုလည်း ကျွန်တော်ကိုယ်တိုင် body transformation လုပ်ပေးခဲ့သူတယောက်ဖြစ်ပါတယ်။ Okay ဒီအကြောင်းလေးကျွန်တော်မပြောခင်ပထမဦးဆုံး fasting လုပ်တဲ့နေရာမှာကျွန်တော်ပြောတယ်နော်အစီချဖို့ဦးစားပေးပြီးတော့လုပ်တယ်လို့ပြောတယ်။ဒီနေရာမှာဝိဝါဒတွေအများကြီးကွဲသွဲသွားလာရင်ဒါကဘာသာရေးယူဆအကြောင်းကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုရင်လေဝိက္ကလဘောဇနာဆိုပြီးတော့နေလဲညတာစားသုံးခြင်းကိုဒါဥပုသ်ဆောင်တဲ့အနေနဲ့လုပ်တယ်။အစ္စလာမ်ဘာသာဝင်နေဆိုလဲရမ်ဇန်ကာလမှာသူတို့ဒါဥပုသ်ဆောင်တယ်လို့ပြောလို့ရတယ်။အဲ့လိုပုံစံနဲ့လုပ်တယ်။တခြားသောဘာသာရေးယူဆတွေဟောကျမ်းမာရေးအတွက် လောက်တာတွေအမျိုးမျိုးရှိတယ်ဒါသည်ကျွန်တော်နားလေကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်ပါဘူးကျွန်တော်ဒီဒီ fasting အကြောင်းကိုကျွန်တော်တို့ SC ချဖို့လောက်တဲ့သူတွေအတွက်ဦးစားပေးပြီးပြောမှာဖြစ်တယ်ဒါဆိုရင်ဒီ၅ချက်ကဘာတွေလဲနံပါတ်၁ချက်ဘလောက်ကြာကြာအစာဖြတ်ရမလဲနံပါတ်၂ချက်ဘာတွေစားရမလဲဘာတွေသောက်ရမလဲနံပါတ်၃ချက်ဘလောက်ကျွန်တော်တို့စားလို့ရလဲနောက်ပြီးတော့ဘယ်နှနဲ့စားတဲ့တလဲ မယ်ချိန်မှာလေ့ကျင့်လဲလုပ်တင်တယ်လေဒီ၅ချက်နဲ့ကျွန်တော်တည်တည်ချာချာလေး sharing လုပ်ပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ချက်ဘလောက်ကြာကြာအစာဖြတ်ရမလဲ fasting လုပ်တဲ့ပုံစံတွေကအမျိုးမျိုးရှိရပါဘောနော်တချို့ကလေ24နာရီ36နာရီစသည်ဖြင့်ပေါ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်အခြားသောအကြောင်းတရားတွေကြောင့်ကျွန်တော်ဖြတ်တာရှိတယ်နောက်တစ်မျိုးကကြတော့ကျွန်တော်တို့အားလုံးတည်ပြီးသားဖြစ်တယ်16 8အဲတချို့ကလေကျွန်တော်တို့အမျိုးမျိုးပေါ့နော်အဲ16 8မဟုတ်ဘူးဆိုရင်တော့ ratio လေးတွေ ဘယ်လောက်နာယူအစာဖြတ်မယ်ဘယ်လောက်နာယူစားမယ်ဆိုရေ ratio လေးတွေအမျိုးမျိုးလောက်တာရှိတယ်24တို့ပါတော့စသည်ပြင်ရှိတယ်ကျွန်တော်ကတော့အကြိုက်ဆုံးကမနက်စာကို skip လုပ်လိုက်ရုံပဲ16ရက်ကျွန်တော်တို့17နာရီလောက်မှကျွန်တော်တို့အစာစစားမယ်ည8နာရီထိစားမယ် AC ပဲဗျာမနက်စာလေးကျွန်တော်တို့ skip လုပ်လိုက်တယ်အဲ့တော့ကျန်တဲ့အချိန်တွေကကျွန်တော်တို့အိပ်တဲ့အချိန်တွေနဲ့ပေါင်းပြီးတော့ fasting လုပ်လိုက်တာဖြစ်တဲ့အတွက် ဗိုက်စာရဲ့ပြဿနာအသာလေးကျွန်တော်ဖြေရှင်းနိုင်တယ်ဒါပေမဲ့မှန်ပါတယ်ကျွန်တော်ပထမကာလမှာတော့နည်းနည်းလေးကတိတယ်ဟိုမနက်စာအမမနက်စာစားနေကြကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုရင်တော့နည်းနည်းကတိတာပေါ့ breakfast လေးကိုဟဲပက်ပက်လေးတီးလိုက်အမဗာလဲ breakfast ကိုအရှင်သခင်လိုစားဆိုတာရှိသေးတယ်ဟိုမနက်စာမစားရင်အဲကျွန်တော်တို့ဒါမလန်းစမ်းအောင်ဆိုပြီးတော့လဲတချို့ကလဲအယူဆရှိရောမနက်စာကိုအတကုံစားကြတယ်ဆိုတော့အဲ့ဒါမှာနည်းနည်းလေးတော့တိုင်ပတ်နိုင်တယ်အော်ဒါနဲ့တခုပြောရမှာကျွန်တော်တို့က fasting လုံးမ ဒါအစီကြမယ်လို့ဆိုလိုတာတော့မဟုတ်ဘူးအဓိကကတော့ calorie deficit ပဲတနေ့တာလိုအပ်တဲ့ calorie short ဆားမယ်ဆိုရင်အဆင်ပြေတယ်ဒီ research မှာဆိုရင်ဟုတ်တယ် fasting လုပ်ခြင်းကကျွန်တော်တို့ဒါစိတ်ပိုင်းဆိုင်ရာတွေပို့ပြီးတော့ကောင်းမွန်စေတယ် ဆုံးဖြတ်ချက်တွေပို့ပြီးမှန်လာစေတယ်စိတ်ပိုင်းဆိုင်ရာတွေပို့ပြီးတော့ resilient တွေခိုင်မာလာစေတယ်ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ရွယ်တင်မှုပြိုတာတွေတက်ရှိကျန်းမာတွေရှိတယ်ဒါပေမဲ့ဒါပေမဲ့ဒါပေမဲ့ calorie deficit က key ပဲတခြားဟို diet တွေနဲ့ balance လုပ်တဲ့ balance diet တွေနဲ့ပို့ပြီးတလုံနေတာမရှိဘူး fasting လုပ်လို့အစီပိုကျသွားတယ်ဘာညာဆိုတာမျိုးလည်းမရှိဘူး calorie deficit လုပ်တယ် fasting လုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေအဆင်ပြေတယ်အဲဒါလေးကိုတော့ဒါအကိုကအထောက်ထားလေးနဲ့ကျွန်တော်ရှင်းပြမယ်ဆိုတော့အဲ့ဒီမှာပထမအဦးဆုံးကာလမှာတော့နည်းနည်းလေးကတိတယ်16ရက် ည်းနည်းလေးဗိုက်စားတယ်ဒါထုံးစံပဲဒီဟာကိုအသားချဖို့ကကျွန်တော်တို့အနည်းဆုံးနှစ်ပတ်သုံးပတ်လောက်အချိန်ယူရတယ်နောက်တစ်ခုရှိတာကအမျိုးသမီးတွေကပိုလို့တောင်ဒါကိုအသားချဖို့အခက်အခဲဖြစ်တယ်အဲ့တော့ကျွန်တော်ကဘယ်လိုမျိုးလေး trick လုပ်မလဲဆိုရင်တော့ဆက်လေး30လေးနဲ့သွားမယ်တန်နာရီအတွင်းစားမယ်ဆက်လေးနာရီကိုကျွန်တော်တို့အစာဖြတ်မယ်အဲ့တော့နည်းနည်းလေးရှေ့တိုးလိုက်ပုံမှန်အဖြစ်ကျွန်တော်တို့က7နာရီမှစစားမယ်ဆိုရင်မနက်7နာရီမှစားမယ်ည7နာရီထိစားမယ် နော်အဲ့လိုမျိုးနည်းနည်းလေးရှေ့တိုးလိုက်တာလုပ်လို့ရတယ်အဲ့ဒါလေးကျင်သားရသွားပြီ14 30 4လေးကျင်သားရသွားပြီဆိုရင်တော့16 8ကိုကျွန်တော်တို့သွားလို့ရတယ်အဲ့တော့ဘလောက်အစာဖြတ်တင်လဲဆိုရင်တော့ဒီလောက်ဒီလောက်အစာဖြတ်တင်တယ်လို့ကျွန်တော်ကတော့ဆိုလို့မယ်နောက်တစ်ခုနံပါတ်2စားရမလဲဆိုရင်ကျွန်တော်တို့ eating window ကျွန်တော်တို့စားတဲ့အချိန်မှာဆိုရင်ထုံးစံတိုင်းပဲတနေ့တာလိုအပ်တဲ့ calorie ကိုမဖြစ်မနေရှော့စားရမယ် protein carb fat ကစိတဲ့အသားတဲ့အဆီတဲ့ဒါလေးတွေကိုမျက်မျက်တက်တာစားဖို့ လိုအပ်တယ်ဘာမှထွေထွေထူးထူးမရှိဘူးဒါပေမဲ့ကျွန်တော်တို့ fasting window အစာဖြတ်တဲ့အချိန်မှာနည်းနည်းလေးမှဟိုတိုးတိုးတိုးဒီတိုးတိုးတိုးတိတ်လေးပစ္စည်းလေးနဲ့မရဘူးမရဘူးအဲ့လိုစားလို့မရဘူးကျွန်တော်တို့ရေတောက်လို့ရတယ် green tea ယူရီဂျန်နောက်တစ်ခုကကျွန်တော်တို့ black coffee ဘာညာ sparkler မထည့်ဘူးနော် coffee အချမ်းအမဲအဲ့ဒါကြီးတောက်လို့ရတယ်နောက်တစ်ခုချွန်းချက်အနေနဲ့ဒီ coffee တောက်တဲ့နေရာမှာ black coffee တောက်တဲ့နေရာမှာစီးကျိုတကြားလိုဟာမျိုးထည့်လို့ရလားဆိုရင်ရတယ်။အဲဒီလိုမျိုးဒီ artificial sweetener တွေက stevia လိုဟာတွေကကျွန်တော်တို့ insulin spike မဖြစ်စေဘူး။ calorie လည်း0ဖြစ်တယ်။ဆိုတော့ဒါအပြည့်အစုံမရှိဘူး။ကျွန်တော်တို့ fasting window မှာဒါလေးတွေသုံးဆွဲလို့ရတယ်၊တောက်သုံးလို့ရတယ်။ eating window မှာတော့ကျွန်တော်တို့မဖြစ်မနေ calorie deficit ဖြစ်အောင်လုပ်ဖို့လိုတယ်။အဟာရပြည့်အောင် protein တွေပြည့်အောင်စားဖို့လိုတယ်။ဒါကကျွန်တော်တို့ဘာတွေစားလို့ရလဲ၊ဘာတွေတောက်လို့ရလဲ။ ဘလောက်စားလို့ရလဲဆိုတာကိုကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ကျွန်တော်ဗီဒီယိုကြည့်နေကြလူတွေကတော့အာဒီနေ့ဒါလိုတဲ့ကယ်လိုရီကိုဘလို့တွက်ချက်ရမလဲဆိုတော့ယခုဗီဒီယိုအရှိကြီးကိုကြည့်ဘူးလိုက်မယ်အလိုတွက်ဘူးလိုက်မယ်ဆိုတော့ဒါတွေကတို့ကတော့သိပြီဒါကဲအခုမှဗီဒီယိုကြည့်ရတဲ့လူတွေဟာရှော့ရှော့ရှက်ရှက်အဲ့လိုမျိုးလဲမလုပ်ချင်ဘူးဟဲ့လားအလွယ်မှအလွယ်ကြိုက်တယ်ဆိုလျင်ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော် ပေးနေကြအလွယ်ကူဆုံး equation လေးပဲ measure ရဲ့ target body weight ကိုစနစ်နဲ့ညှောက်လိုက်ပေါင်နေရရှိတယ် ကျွန်တော်တို့ဒါခမန်းချေ realistic ဖြစ်မဲ့ goal ပေါ့နော်ပေါင်190လောက်သွားခြင်းလေဆိုရင်ကျွန်တော်တို့ဒါစနစ်နဲ့မြောက်လိုက်2040ဖြစ်မယ်ဒါမဲဆွေလိုစားရမယ်ကယ်လိုရီပမာဏအဲ့ဒါအောင်မှကျွန်တော်တို့ပရိုတိန်းဆိုတဲ့အသားဓာတ်ပြည့်အောင်စားမယ်ကာဗွန်ဟိုက်ဒရိတ်ဆိုတဲ့ဂစီဓာတ်ကိုလည်းမဖြတ်မတောက်ပဲတေချာလေးစားမယ်ဖက်ဆိုတဲ့အစီအိုလေးစားမယ်အဲ့ဒါတွေကတော့ကျွန်တော် fitness nutrition ဆိုတဲ့ app မှာပရိုတိန်းဆိုတာဘာလဲဘယ်လိုလဲဘာလဲကာဗွန်ဟိုက်ဒရိတ်ဆိုတာဘာလဲဘယ်လိုလဲဖက်ဆိုတာဘာလဲဘယ်လိုလဲဆိုတာတော့တစ်ခုချင်းအသေးချာလေးခွဲပြထားတယ်နောက်တစ်ခုက ဟုတ်ပြီအဲ့ဒါတွေလုံးဝနားမလည်ဘူးဆိုရင်တော့မှ balance diet ဖြစ်အောင်ကျွန်တော်တို့ဘယ်လိုစားရမလဲဆိုတာကိုဒါပကံတစ်ချက်မှာအနှစ်တိုင်းအနှစ်တိုင်းမှာဘယ်လိုမျိုးစားရမလဲဆိုတာဒီဗီဒီယိုမှာရှင်းပြထားတယ်ဒီဗီဒီယိုနှစ်ခုမှာတော့ဒါလေးတွေကိုကိုးကားပြီးတော့ကြည့်လိုက်တင်တယ်ဆိုတော့ပြောချင်တာကတော့ fasting လုံးလိုက်လို့ကျွန်တော်တို့ကဟိုလုံးဝကြီး6ကတ်ပြီးတော့ အပြုတ်တွေအတုတ်တွေစားမှာလားဆိုရင်လေမဟုတ်ဘူးခင်ဗျ80 20 rule လေးကိုလုံးဝမမေ့ပါနဲ့80ရာခိုင်နှုန်းတော့ကျွန်တော်တို့ကတကယ်ကိုဒါ whole food တွေပေါ့နော်ရှင်းရှင်းပြောရင်ကျွန်တော်တို့ဒါ ready made food တွေ fast food တွေ junk food တွေမဟုတ်ဘူးတေချာလေးချက်ပြုတ်ပြီးတော့အသီးရွက်အသားငါသမင်းဟာလာခေါက်ဆဲကြတယ်အဲအဲ့လိုမျိုးလေးတွေစားလို့ရတယ်ဟော20ရာခိုင်နှုန်းကိုလေမိတ်ဆွေတို့လူသားတွေပဲဗျာရာသတနာဆိုတာရှိစားခြင်းပါပဲဟိုဆက်ဆက်ဒီဆက်ဆက်ကျွန်တော်တို့စားခြင်းနဲ့ snack လေးတွေနည်းနည်းပါးပါးနည်းနည်းပါးပါး20ရာခိုင်နှုန်းလောက်စားလို့ရတယ်ညီတို့ပင်ဆိုသေးကမှာ ကယ်လိုရီတစ်ပတ်စစ်ဖြစ်နေဖို့လိုတယ်ဒီစားရမယ့်အချိန်အတွင်းမှာမိတ်ဆွေတို့အဲ့လိုလေ80 20 rule လေးနဲ့အာဟာရတရားမျှအောင်စားမယ်ဆိုရင်အဆင်ပြေတယ်နောက်တစ်ခုဘနနာစားရမလဲဘနနာစားရမလဲဆိုတဲ့နေရာမှာကျွန်တော်တို့ကပုံမှန်အဖြစ်အာ small me frequently ပေါ့နော်အနှံ့ငယ်လေးတွေခွဲစားတာပဲဖြစ်တယ်ညတော့ဘာမှမဆိုင်ဘူးအနှံ့ငယ်လေးတွေခွဲစားလို့လည်းမိတ်ဆွေတို့ metabolism ပုံမြန်သွားတယ်ဘာညာစီပိုးကြရဆိုတာမရှိဘူးအော်စဉ်းစားကြည့်ရ fasting လုပ်နေတယ် အချိန်ကတ်တက်ပြီးစားနေရတာ။ဒါကျွန်တော်တို့နိုင်ငံမှာမီးပြတ်တာလေးတွေရှိတယ်။အချိန်ခက်ခဲလို့လုံးကြောင့်အချိန်ခက်ခဲရှိလို့ချက်ပြောကမလွယ်ကူတာလေးတွေရှိတယ်။အဲဒါကြောင့်ဟိုအနှံ့ငယ်လေးတွေခွဲစားနေပြီးတော့မှမဟုတ်ဘူး။အလုပ်လည်းမဖြစ်ဘူး။တိုင်လည်းပတ်တယ်။အဲ့တော့ကျွန်တော်ကတော့ရှင်းရှင်းလေးပဲနှစ်နှစ်ဒါမှမဟုတ်သုံးနှစ်လောက်တေချာလေးဝမ်းဝလင်လင်စားမယ်ဆိုအဆင်ပြေတယ်။စနစ်ကလည်းရှေ့အတွင်းပြ မဲရှိုတေချာလေးပြင်ဆင်ပြီးတော့ချက်ပြုတ်စားတောက်မယ်ကြိုပြီးတော့ချက်ထားမယ်ဆိုရင်အဆင်ပြေတယ်နှစ်နဲ့သုံးနဲ့အဲ့လောက်ပဲကျွန်တော်ကတော့စားစီလို့ဒီအနက်ငယ်လေးတွေခွဲစားတာအချိုးလည်းမရှိဘူးပြီးတော့လက်တွေမှာလည်းအဆင်မပြေဘူးဒါအဲ့လိုစားတဲ့အဲ့လိုအချင်းရှိတယ်ဆိုရင်သဘောပါဒါပေမဲ့ဘာမှအချိုးမထူးဘူးလို့ပြောတာဒါကကျွန်တော်တို့ဘနနက်စားရမလဲဆိုတာကိုပြောပြတာနောက်ဆုံးတစ်ခုကကျွန်တော်တို့ဒီ fasting လုပ်နေတဲ့အချိန်မှာလေ့ကျင့်ခန်းကိုဘယ်ချိန်လုပ်ရမလဲကျွန်တော်ကတော့ပုံမှန်အဖြစ်ခုနကပြောသလိုမျိုး eating window ပေါ့နော်မိတ်ဆွေတို့စားရမယ့်အချိန်လေးကကျွန်တော်တို့ နေ့လယ်12နာရီကနေည7နာရီထိစားဖို့ကျွန်တော်အကြံပြုထားတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘိုက်စာရဲ့ပြဿနာလေးကိုလွယ်လွယ်ကူကူဖြေရှင်းလို့ရအောင်အိတ်တဲ့အချိန်လေးနဲ့ပေါင်းထည့်လိုက်တော့တိတ်မတိတာတော့ဒီနေရာမှာတော်တော်များများကမနှက်ခင်းပေါ့နော်။ရုံမသွားခင်တော့လကောင်းတချို့ကလည်းမနှက်မှ energy ကောင်းတယ်စောစောထားတယ်ဆိုပြီးတော့ gym သွားဆော့ကြတယ် workout လုပ်ကြတယ် ဲ့မှာတခုဒရမမများကတော့ဟာဒါပို့ပြီးကောင်းတာမဟုတ်ဘူးလားကျွန်တော်တို့ဘိုက်ထဲမှာအစာမရှိတဲ့အချိန် first step အချိန်မှာလောက်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အစီတွေကိုစွမ်းအဖြစ်ယူသုံးပြီးတော့အစီလောင်ကျွမ်းခြင်းကိုပုံမအားပေးတယ်မဟုတ်ဘူးလားဆိုရင်ဒစိတ်တေတာမှန်တယ်ဒါဘယ်လိုခြေနေမျိုးမှာကောင်းလဲဆိုတော့ကျွန်တော်တို့ကနည်းနည်းလေး low intensity ပေါ့နော်ကျွန်တော်တို့လမ်းလျှောက်တာလေးဖြစ်ဖြစ်ပော့ပော့ပါပါ cardio လောက်တာလေးဖြစ်ဖြစ်ဒါမှမဟုတ် training ကိုနည်းနည်းပော့ပော့ပါပါလောက်တာလေးမျိုးဆိုရင်တော့အဆင်ပြေတယ်သူတို့ကကျွန်တော်တို့ကခန္ဓာကိုယ်ထဲမှာအဓိကအသုံးပြုတဲ့ glucose ရှိတယ် ဒီ glucose တရားလည်းမရှိတော့ဘူး blood sugar level လိုးနေတယ်အသည်ထဲမှာ backup အနေနဲ့တင်းစီထားတဲ့ glycogen level လည်းလိုးနေတယ်ကြောက်ကြွသားထဲမှာလည်း carbohydrate တရားမစားထားတော့ glycogen level လည်းမရှိဘူး အဲ့တော့ကျွန်တော်ထင်တာအစီအိုပတ်စံချီတလို့ချီးပြီးတော့ယူသုံးပြီးတော့ဝုံဝုံဆိုပြီး fat burning ဖြစ်မယ်လို့ထင်တာဒါကတော့ခုနကပြောတဲ့အချိန်ဒီမှာတော့မှန်တယ်မိတ်ဆွေတို့ကတေချာလေး weight training ကို seriously intensity တစ်ခုနဲ့တေချာလုံးမယ်ဆိုရင်ကျွန်တော်တို့ကကြွက်သားတွေကိုလောင်ကျွမ်းအသုံးပြုလိုက်မှာဖြစ်တယ်အဲ့တော့တော်တော်များများမြင်ဘူးလိမ့်မယ်ငါတို့ fasting လုပ်နေတယ်နောက်ပြီးတော့ fast stage ပေါ့နော်အစားမရှိဘဲနဲ့ငါတို့ကတေချာလေးချိန်ခန်းလေးကို gym မှာတေချာ train တယ်ကြာလာလို့သူတို့ခန္ဓာကိုယ်ကတိတိတတ်တာပြောင်းလဲလာတာမတွေ့ရဘူးကြည်ကြည်လေးလေးတင်းတင်းရင်းလည်းမရှိလာဘူးဆိုတော့အဲ့ဒါလေးတော့နည်းနည်းလေး ကျွန်တော်တို့ကစိတ်ပူစရာရှိတယ်။အဲ့လိုမျိုးဆိုရင်တော့မိတ်ဆွေတို့ကမနက်ပိုင်းမှာ rock out လုပ်မယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့ ဒီ fasting လောက်တဲ့ window လေးကိုကိုယ့်အကိုတစ်ချက်ပြန်ပြီးတော့ချိန်လိုက်နောက်တစ်ခုကကျွန်တော်တို့လေ့ကျင့်ခန်းမလုပ်ခင်ဗားလေးတွေစားတဲ့လဲဆိုတော့ဂဇီဓာတ်ဖြစ်တဲ့ carbohydrate နဲ့အသားဓာတ်ဖြစ်တဲ့ protein လေးကိုစားသိခြင်းနဲ့ပြန်မြခြင်းအဖြစ်ကျွန်တော်လေ့ကျင့်ခန်းမလုပ်ခင်မှာကျွန်တော်တစ်နာရီနှစ်နာရီလောက်အလိုပေါ့နော်တချို့ကလည်းအစာချေလွယ်တယ်ဆိုရင်နာရီခွဲ45မိနစ်ကတ်စားတယ် carbohydrate ကိုတော့ကျွန်တော်တို့ 30g နဲ့ 60g စားမှဖြစ်ပြီးတော့ protein ကိုတော့ကျွန်တော်တို့ 75g နဲ့ 30g စားမှဖြစ်တယ်ဒါဆိုရင်မျိုးလုံးနဲ့မြင်အောင်ပြောရမယ်ဆိုရင် carbohydrate နဲ့ protein အပေါင်းဆက်လေးဘာတွေရှိရမလဲဆိုရင်ပေါင်မုတ်ကလေးနဲ့ ကြက်ဥလေးစားရလေကာဘွန်ဟိုက်ဒရိတ်နဲ့ပရိုတင်းဒိန်ဂျင်နဲ့ဖြစ်ဖြစ်နွားနုတ်နဲ့ဖြစ်ဖြစ်ငပြောသီးလေးနဲ့စားရသည်လေကာဘွန်ဟိုက်ဒရိတ်နဲ့ပရိုတင်းမိတ်ဆွေမိတ်ဆွေအဲနည်းနည်းငွေကြေးရှိလို့နည်းနည်းအဆင်ပြေလို့ဒါအုတ်မီးလေးနဲ့ပရိုတင်းလေးနဲ့ဖြော်ပြီးတော့တောက်တာလေကာဘွန်ဟိုက်ဒရိတ်နဲ့ပရိုတင်းဆိုတော့အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကကာဘွန်ဟိုက်ဒရိတ်ပရိုတင်းအတွဲလေးကိုစားပေးတဲ့နဲ့ကစားရီကောင်းတယ်ခုနကလို master breakdown ဖြစ်တာကြီးလေကျွန်တော်တို့ကတက်တာစီပဲအဲ့လိုလေစားလို့ရတယ်ဒါလေးချိန်ခံမလောက်ခင်မှာကျွန်တော်တို့အဲ့လိုမျိုးလေးစားပေးတဲ့နဲ့တခြားကိုကညက်နေကြမှာ လုတ်တဲ့သူဆိုရင်တော့တိတ်ပြီးတော့ကိစ္စမရှိဘူးဆိုတော့အဲ့ဒါလေးကိုတေချာလေး view site နားလည်စေခြင်းနဲ့ fasting လုတ်တော့မယ်ဆိုရင်ရန်တမ်းမြင်မလုတ်ဖ ೇನೆ ဒီလိုလေးချိန်ကလုတ်တာလေးကအစမိတ်ဆွေတို့အတိတတိကပ်ပြီးတေချာလေး season တကြတွက်ချက်ပြီးတော့လုတ်စေခြင်းနဲ့ဒါဆိုရင်တော့ သူများ fasting fasting ဆိုတိုင်းလိုင်းမရောင်မဲနဲ့ကျွန်တော်တို့အစီချဖို့အတွက် fasting လုပ်တော့မယ်ဆိုရင်မဖြစ်မနေတည်ထားရမယ်ဒီ၅ချက်ကိုမိษွေတို့ကောင်းမွန်စွာနားလည်မယ်လို့ထင်တယ်ဒီ၅ချက်ထဲမှာမိษွေတို့ ਨੇ ဘယ်အချက်တရားဂိုင်းညီမှုရှိနေလဲဘယ်အချက်ကမိษွေတို့အကျိုးတစုံတရားရရှိလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်ဒီထက်ကောင်းမွန်တဲ့ video တွေနဲ့ subscribe sharing တွေလုပ်သွားဖို့ပြန်လာပါအောင်မယ် video အဆုံးထိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်